ိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာမောင်တင်ဆက်ရေးသားထားတဲ့တာအေးနဲ့ကဝေပြန်ခင်မီအပိုင်းခုနှစ်ကိုတင်ဆက်ပေးကြပါမယ်အစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီတရှိစေဖို့အတွက်ဘေးနား Notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါမယ်ကျမကတော့အစီအစဉ်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရဲ့ရှင် ညနေဆောင်အချိန်မှရောက်တဲ့အကျော်ဆိုင်တစ်ဆိုင်မှဖြစ်ပါရယ်အကျော်သည်ကြီးအားလက်မလဲအောင် သူမရဲ့အကျော်သည်များရောင်းကောင်းလို့နေရပါဆိုင်မှာထိုင်စားကြခြင်းထက်အင်းကိုဝယ်ကြတဲ့သူတွေများပါရယ်အကျော်ဆိုင်တွင်းမှာရှိတဲ့တန်းရမှာတော့အကျော်ထိုင်ပြီးတော့စားနေတဲ့သူ၃ယောက်သာရှိပြီးမိန်းကလေးနှစ်ယောက်ယောက်ျားလေးတစ်ယောက်တို့ဖြစ်ပါရယ်အဲ့လူတွေကတခြားသူတွေမဟုတ်တာအေးနဲ့ထွေးမွန်နှုန်ကြီးမှနှောက်ဖြစ်ပါရယ်သူတို့ကတပတ်အံရွာကိုသွားနေကြခြင်းဖြစ်ပြီးလန့်ခုလမှာအကျော်ဝင်စားနေကြခြင်းဖြစ်ပါရယ် ထွေးမောင်ကအကြော်တဲ့ကြီးအကြော်ကြော်ညောင်းကြည့်ပြီးတာအေးကိုစကားဆိုပါရီကိုသားကြီးအကြော်ကကောင်းတယ်နော်အေးကောင်းတယ်အဆက်ဟတ်တယ်ဒါနဲ့တပတ်အံရွာကိုသွားရလန်သိပါရယ်နော်သိရပါဗျာသိလို့ပဲသွားနေရပါဒီညလည်းမအိပ်ပဲဆက်ပြီးသွားရအောင်မလားကျမမောင်လည်းကြည်ဟုတ်အတော်ပင်ပန်းနေပြီထွေးမောင်ကအမဖြစ်သူမွန်ထွေးကိုမင်းငေါ်ပြရင်နဲ့တာအေးကိုမိလိုက်ချင်းဖြစ်ပါရဲ့ တိခမာတာအေကဘာစကားမှပြန်မဖြေပဲခိတညင်သက်နေပြီးစားလက်စအကြုံလက်စသက်စားပြီးအချိန်မှသာထွေးမွေရဲ့အမိကိုပြန်ဖြေပါရယ်။တို့တို့ရိမြမြရောက်မှဖြစ်မှာမမွန်ထွေရလေးပင်မနေပြီဆိုတော့ဒီညနာပြီးမနဲ့အုံမောက်ခောက်တာနဲ့သွားကြပါဗျာ။အဲ့လိုဆိုတော့လည်းမစိုးပါဘူး။ဟုတ်ပြီလေ။ဒါဆိုကျမတို့ရိဘာမှတဲကြမလဲ။ထုံးစံအတိုင်းဇီးရမှာပဲတဲတာဗောဗျာ။ပုံမှန်လူတွေဆိုရင်ဖုန်ကြီးကြောင်းတဲလို့ရတယ်။တို့တို့တွေကတော့အဆင်မပြေဘူးလေ။ မတို့ကလည်းဘုန်းကြီးကြောင်မှမတဲကြမအောင်ဇက်တည်းရှိရဲ့ရွာတွေကြီးတောင်းနေရလို့သာတော်ရော်တယ်။ဇက်ဆိုတာခရီးသွားရတထောင်နာဖို့အတွက်စောက်ပေးထားလीဗျာရွာတိုင်းမှာရှိပါတယ်။ဟုတ်ပါပြီ။ဆောင်းလေးတစ်ထည်စီယူလာလို့တော်သေးတယ်။ကျမထင်တာကတပတ်အိမ်ရွာတစ်ရက်လောက်သွားရောက်ပြီလို့ထင်တာ။မထွေးမလဲချင်တော့ပြောတော့ကျွန်တော်ကခင်ဗျားတို့နေအောင်အားနာနေ။ဘာလဲ။ရှင်ကျကျမတို့နေအောင်မလဲစေချင်တဲ့သဘောလား။ဟာဗျာမဟုတ်ရပါဘူး။ခင်ဗျားတို့ပင်ပန်းစင်းရဲ့နေအောင်မကြည့်ရလို့ပြောတာပါဗျာ။ ဟုတ်ပါပြီအဲ့တော့ဆိုရင်တော့ညဘက်ဒီလမ်းမလျှောက်ခိုင်းနေပေါ့ကိုသားကြီးလည်းပြင်မနေတာပဲနောက်အောင်မှာပေါ့အဖမ်းခံထားတဲ့ကောင်မလေးတွေမှာရှင်းကြီးစားပါတယ်ထင်ပါမဟုတ်ပါဘူးဗျာခမရလေကျုပ်ကအပြစ်မဲ့တဲ့သူတွေမထိခိုက်စေချင်လို့ပါဗျာအောင်လန်းဆရာကြီးတဲမှာတော့လေရှင်းအောင်အတော်စိတ်ထားကောင်းတာပဲအဲ့စကားကိုပြောလိုက်တဲ့သူကထွေးမုံမဟုတ်ပဲထွေးမုံရဲ့အမမွန်ထွေးပဲဖြစ်ပါတယ်စကားနေတဲ့အမဖြစ်သူအဲ့လိုမျိုးဝင်ပြောလာတဲ့အတွက်ထွေးမွန်တယောက်အံ့ဩသွားပြီးအမဖြစ်သူကိုကြည့်ပြီး ငါအမတော့ကိုသားအေးနဲ့ကြာမှာပဲစကားပြောတယ်။ထွင်းမနေပောက်ကြရမပြောနဲ့။အမလည်းကျမဘာများပောက်ကြရပြောနေလို့ကျမပြောတာမဟုတ်လို့လား။မွန်ထွေးတယောက်ရှက်သွားပြီးအကြောတာငုတ်စားနေပါတယ်။အမှန်ဆိုရင်သူမအနေနဲ့ရှက်စရာအကြောင်းကိစ္စမရှိပါဘူး။ဒီလိုနဲ့သူတို့တန်ရောက်ကဘာစကားမှမပြောကြတော့ပဲညိတ်တက်နေတဲ့ချိန်အကျော်ဆိုင်လေးရဲ့ရှေ့မှာရှိရဲလှဲလမ်းမှာတော့လူများစုစုရုံရုံနဲ့အလျင်မြသွားနေကြတာတွေ့လိုက်ရပါတယ်။ဒီချင်းရောင်မြင်နေရတဲ့အကျော်သေးကြီးကလည်းအတန်ခတ်ကျင်ကျင်းနဲ့မေးမြန်းလိုက်ပါတယ်။ ဟေးဘာတွေဖြစ်လို့တော့ကြီးတော်ရေတော်မြတ်ဝင်းစုံးပူလို့ရဲ့ဗျမမြဝင်းကပူပြန်ပြီလားဟုတ်တယ်ဗျ तू ပဲမကြမကြပူညာစုံးကမမြဝင်းတော်တော်သဘောကျနေတယ်ထမအကျော်တဲ့ကြီးတော်ကြီးကဘာမှမချူစမ်းနဲ့အလားအကျော်သာဆက်ပြီးတော့ကြော်ပါတယ်တအေးရတော့ရွာသားများသွားနေရကိုစိတ်ဝင်တစားကြည့်နေပြီးနောက်အကျော်သေးကြီးရောကြီးနောက်သွားပြီးဆက်ဆူလိုက်ပါတယ်။ပြုတ်ကြီးတော်စုံးပူရယ်ဆိုဗျ။အေးဟုတ်တယ်။အတူရေရွာတောင်မိုင်ကတရားလေးအမြဲတမ်းစုံးပူနေ။ ဟုတ်လားတကယ်ဆုံးပူရလားကြီးရောကြီးရောလည်းအရင်တစ်ခေါက်တုန်းကတော့သွားကြည့်သေးတယ်သူ့ပုံစံကြည့်ရတော့တကယ်လိုပဲဟိုကျုပ်တို့သွားကြည့်လို့ရနိုင်လောက်လားရပါရပါသွားတာကြည့်အဲ့အိမ်ဝန်းထဲမှာလူတွေအုံခဲနေမှာဟိုအဲ့တော့ဆိုကျုပ်တို့သွားလိုက်မယ်ကြီးရောအေးအေးငါတူตาเอียอจ่อเตจีรจีโอไอ้หลูပြောပြီးရဲ့နောက်အจ่อဖိုးခါမြောင်ရှင်ပြလိုက်ပြီးသူ့ကိုကြည်နေတဲ့ထွေးမွန်တို့ညီမညောက်ကိုစကားဆုံးလိုက်ပါတယ်ကဲမမွန်ထွေးနဲ့မထွေးမွန်စုံပူတော့ကျွတ်တို့သွားကြည့်ကြပါဗော တာအေးရအဲ့လိုပြောပြီးအကျော်ဆိုင်ထဲကနေထွက်လာလိုက်ပါတယ်။ထွင်းမုံတို့ညီမညောက်ကတော့နားမလဲရဟန်းနဲ့တာအေးရဲ့နောက်ကိုခက်မြင်မြန်လိုက်သွားပြီးအနာကပ်ပြီးသူတို့မရှင်မလင်းဖြစ်နေအရာကိုမေးမြလိုက်ပါတယ်။ကိုတာကြီးရှင်ကဘလို့လူလဲ။စုံကဝေးနှစ်ယောက်အနာထိုင်ဘာလို့စုံပူတာသွားကြည့်မှာ။တကယ်လားလိန်ညာလားသိချင်လို့လေ။အဲ့ဒါကျမတို့နဲ့ဆိုင်လို့လား။ညနေလေးစောင်းနေပြီပဲကျွတ်တို့နားရောမှာမလား။ဘလို့လဲမထွေးမုံတို့ကဒီညဆက်ပြီးခီးဆက်ချင်လို့လား။တာအေးရဲ့အမေစကားကြောင့်ထွေးမုံတောင်ဘလို့ပြင်ဖြစ်ရမှန်းမသိဖြစ်သွားပြီ။ တော့တဘောတော့တဘောတာအီယာသူ့မကြည့်မနှက်ဖြစ်နေတဲ့ထွေးမကြုံပြလိုက်ပြီးနောက်အရှိယဦးဆောင်ပြီးရွာသားများတွားရနောက်ကိုခတ်တုတ်တုတ်လိုက်သွားပါတယ်ပြင်နာပြင်ကင်းအိမ်ကြီးတလုံးရဲ့အောက်မှာလူအများစုရုံလို့နေပါတယ်အဲ့လူတွေကြားထဲမှာတော့စပင်တို့ဖားလျာချထားပြီးအန်တန်တန်ကျိတ်ပြီးဒေါသမျိုးလုံးတို့နဲ့သူမရဲ့ရှေ့မှာရှိတဲ့လူတွေကိုကြည့်နေတဲ့သူကဒေါ်မြဝင်းဆိုတဲ့အမျိုးသမီးပဲဖြစ်ပါတယ်အခုသူမကစုံပုကတ်ခံနေရတယ်လို့ဆိုကြပါတယ် သူမကဆုံပုကတ်ခံနေရတဲ့ဆိုခြင်းထက်စိတ်ကြစားတယောက်နဲ့တော့ပို့ပြီးတော့တူပါသေးတယ်။သူမကဝိုင်းကြည့်နေကြတဲ့ရွာသားတွေထဲမှာလည်းအဲ့ဒီအမျိုးသမီးကြီးအပေါ်မြင်ကြတဲ့အမြင်တွေနှမျိုးကွဲနေရပါ။အယူသီးရဲ့သူတွေကအမှန်တကယ်စုံပူးနေကြရလို့ယုံကြည်ကြပြီးအယူမသိရဲ့သူတွေကဘွားတော်စိတ်ဒစားဖြစ်နေရလို့မှတ်ချက်ပေးနေကြပါတယ်။ဘလို့ပဲပြောနေကြပါစေအိမ်ဝိုင်းထဲကိုရောက်နေတဲ့လူတိုင်းကစိတ်ဝင်စားနေကြည်လို့နေရပါ။ ညမကြတဲ့အချိန်မှာတော့ပေါ်ပေါ်တထဲကိုခေါင်းမှာပေါင်ထားပြီးအဖြူရောင်ညစ်ထစ်ထစ်တိုက်ပုတ်အင်ဂျင်ဝစ်ဆင်ထားတဲ့ပြင်လွယ်အီတလုံးကိုပါပခုံးမှာလွှဲထားတဲ့ခိုင်းစရာတယောက်ရောက်လာတာတွေ့လိုက်ရပါတယ်။အဲ့လိုရောက်လာတာနဲ့ရွာသားတွေလမ်းဖယ်ပြေးလိုက်ကြပြီးစုံပုနေတဲ့ဒေါ်မြဝင်းအနာကိုသွားစီလိုက်ပါတယ်။တချို့သောရွာသားတွေကလည်းအာရဝန်သားနဲ့ခိုင်းဆရာကိုကြည့်ပြီးအချင်းချင်းတီးတူးစကားဆိုကြပါရယ်။ဆရာတီပါရောက်လာပြီဟဲ့။ဟုတ်တယ်။ဆရာတီပါရောက်လာပြီဆိုတော့ကြီးတော်မြတ်ဝင်းပူးနေရဆုံးတော့မလွယ်ကြောပဲ။အေးဟုတ်တယ်။ တော်မြောင်ဝင်းစီဝလာနေတဲ့ခိုင်းဆရာကဥတီပါလို့မြည်ပါတယ်။သူကဟိတ်ဟန်အပြင်းနဲ့တော်မြောင်ဝင်းရဲ့ရှေ့မှာတင်မလင်ဝင်ချိတ်ထိုင်လိုက်ပြီးတော်မြောင်ဝင်းရဲ့ခင်မွန်ဖြစ်သူကိုဥစားမေးမြန်းပါတယ်။ကိုမတဲ့မြတ်ပါလို့အရာမမမြောင်ဝင်းကိုထားထားလဲ။အိမ်မမထားထားတာအဆင်မပြေလို့ကျုပ်အရာပြင်ခဲနေရကြပြီလေဗျာ။ရွာသားတွေကိုလည်းတားလို့ရမှာမဟုတ်အဲ့ဒါကြောင့်အရာမထားတာ။ဟုတ်ပြီလေ။ကဲဘယ်ရဘလို့စားပြတာလဲစိုးစမ်းမအောင်။ဆရာဒီပရဲ့အခုလိုဖြစ်တိုင်းဆရာဒီပကိုပြောပြနေအခါတော်တော်လုံးမကတော့ထုံးစံတိုင်းပဲပေါ့ဗျာ ဦးဒီပါကတော်မြောင်ရဲ့ခင်မဦးမောင်တရဲဆိုစကားကြောင့်အနည်းငယ်တော့မျက်နှာပြတ်သွားပါတယ်။အဲ့နောက်သူကဦးကောင်ညှိလိုက်ပြီးငါလိုဆရာမလေးမခန့်နဲ့တလားတကြိမ်လာပူးနေရောလားဟာဦးတီပါအဲ့လိုဆိုလိုက်ပြီးရင်တော့တော်မြောင်ဝဲကိုစူးစိုက်ကြည့်ကအတန်ခတ်မမနဲ့မင်းမြလိုက်ပြန်ပါတယ်အခုနောက်ဆက်နေဘူးလေနာမည်ပြောစမ်းငါမြဝင်းဟိတ်မြဝင်းဆိုတာငါသိတယ်ဝင်ပူးနာဘယ်သူလဲပြောတာငါမြဝင်းဟိတ်တဲ့ဟိုနောက်ဆရာများမှတ်နေလားငါနာမည်မင်းနေတာကောင်းကောင်းဖြေစမ်း ဦးတီပါကတော်မြာဝင်းကိုပူကတ်နေတဲ့စုံကဝေးရဲ့နာမည်ကိုမေးမြန်းနေပေမဲ့လေညာဝင်းလိုသာထက်ခါထက်ခါပြန်ပြီးတော့ဖြေကြားလာတဲ့အတွက်သူ့ကိုမလီမခံပြူခြင်းလို့သူ့အထင်ရောက်ပြီးစိတ်ဆိုးဒေါသထွက်ပြီးရတော့တပည့်ဖြစ်ရန်တူတဲ့သူ့ရဲ့နောက်ကလူရဲကြီးကအတန်ခတ်မှမှနဲ့မောင်ကြီးဒီဆုံးမငါ့ကိုနောက်နေငါ့အကြောင်းမသိသေးဘူးထမပေးစားငါ့ရဲ့စေချင်လုံးဟုတ်ကဲ့ပါဆရာကြီးမောင်ကြီးလို့အမိရတဲ့လူရဲ့ကခက်မြမြန်ပဲသူ့ရဲ့လက်ထံမှာကင်ထားတဲ့ချိန်လုံးကိုဥတီပါစီ ကံပေးလိုက်ပါတယ် ဒီကဥဒီဘကမောင်ကြီးကံပေးလာတဲ့ကျိန်လုံးရှိကထိုင်ပါတယ်အဲ့နော်ကျိန်လုံးနဲ့ဖြာကိုတုံးချက်များရိုက်လိုက်ပြီးနောက်စုံပူးခံနေရတဲ့တော်မြဝင်းကိုစစ်စစ်ကြီးကထပ်မံမေးမြလိုက်ပြန်ပါတယ်။ကဲ။ဟာပြောတော့ဖြေစမ်းနင့်နာမည်ဘလို့ခေါ်လဲ။တဲဒီဆရာစုံနဲ့တော့ခတ်ပြီ။ငါနာမည်ညဝင်းဟဲ့။ငါစေးကျိန်လုံးမြင်လာတော့နင်ကညဝော့သေးရဲ့လား။ဥတီပါကလွန်စာမစိတ်ဆူထောတာဖြစ်သွားပြီးတော်မြဝင်းရဲ့လက်မောင်းနှစ်ဖက်ကိုသူ့ရဲ့ကျိန်လုံးနဲ့ရိုက်ပါတယ်။ ဆယ်ချက်မြန်ရိုက်တည်တိုင်းဒေါ်မြောင်ဝင်းထံမှအတန်တစ်ချက်တောင်မထွက်ဥတီပါဟောသားစားမတက်ဝမတက်စိုက်ကြည့်လို့နေပါရယ်ဒီအချိန်အကြောင်းဥတီပါလည်းကြောက်စိတ်အနေငယ်ဝင်သွားပြီးရိုက်ပုတ်နေခြင်းရတက်လိုက်ကအတန်ခတ်မှမှနဲ့နှင်ထုတ်လိုက်ပါရယ်ပေတီပေကဆုံးမနေထသားစနေပေကကလုံနေမယ်ဆိုရင်တော့ငါအကြောင်းနေကောင်းကောင်းသိသွားစေရမယ်နင်းလဲငါအကြောင်းသိစေရမယ် စုံပုတ်ကတ်ချခံနေရတဲ့တော်များဝင်အဲ့လိုစကားဆိုပြီးရနောက်ဥဒီပါရဲ့အရှိကိုလော်ဝါနဲ့ပုတ်ပြီးစိုက်ကြည့်လိုက်တဲ့အခါဥဒီပါတောင်မျက်စိညံနာပြန့်ရွှင်နေပြီးသူ့ရဲ့လေပင်ကိုလက်နဲ့ဖိထားရင်မရှုမလဝေဒနာခံစားနေရပါတယ်။မျောလက်မထားတဲ့အဲ့ဒီအဖြစ်ကြောင့်မောင်ကြီးဟာဆရာဖြစ်သူရဲ့အနာကိုတွေ့ကပ်သွားပြီးချက်တီပါချက်တီပါဘာဘာဘာဖြစ်နေလဲဒီဖြစ်ပျက်ကြောင့်ရွာသားတွေကြောက်လန့်လာကြသလိုဥဒီပါအတွက်လည်းစိတ်ပူနေကြပါတယ် ကျောမြဝင်းကတော့ဥတီပါအကြီးကဟာတိုက်ရှိမောနေပြီးရှီတန်နှောနေရဲ့လေတန်နဲ့စကားဆိုပါရယ်။ကဲဖင်းနေရှိစားဆရာကောင်းမြေငါဘာများမှတ်နေလဲ။တေးအဲ့မှာတေးရွာသားတွေနဲ့ဥတီပါရဲ့တပည့်ဖြစ်သူမောင်ကြီးတို့ဘယ်လိုမျိုးပြုတ်လို့ရမှမသိဖြစ်နေတဲ့အချိန်တာအေးတလူသားတွေကနေထွက်လာလိုက်ပြီးဥတီပါအနာကိုတားလိုက်ပါရယ်။ အဲ့နော်မျက်လုံးမိပ်ပြီးမန်းနံတဖုတ်ကိုခတ်တူးတူးရေရွလိုက်ပါရယ်အဲ့ခါမှာပဲဥတီပါအသက်ရှူလို့ရလာပြီးမောကြီးပန်းကြီးအနေထားနဲ့တာအေးကိုကျေးဇူးတင်စကားဆိုလိုက်ပါရယ်ကျေးဇူးတင်လိုက်တာမောင်ရေဟာမင်းကငါအသက်သခင်ကျေးဇူးရှင်မှာဒီဆုံးမငါအသေးတတ်တာဟုတ်တယ်ဆရာကြီးကဲဆရာကြီးဂျိုကြွနေဆုံးမတော့ကျုပ်ပဲဆုံးမလိုက်မယ်အေးလွတ်ပြစမှာမောင်ရေဒီဆုံးမမမြင်ဝင်ဒုက္ခပေးနာကြပြီဥကြီးကလည်းတက်ရောင်ကားနဲ့ကုနေရလို့ဒီငါရောက်တတ်နေရ အဲ့နာတာအေးယာစုံကဝေဝင်ရောက်ပူကက်ခံနေရတဲ့ဒေါ်မြဝင်းကိုစူးစိုက်ကြည့်လိုက်ပါတယ်။ဒေါ်မြဝင်းကတာအေးကိုမျက်နာနဲ့မျက်လုံးကမျက်ရည်တွေကြာလာတယ်လို့လွန်စာစိတ်တူဒေါ်တာထွန်းနေကအရှိ့ကိုတူပြီးတိုက်ခိုက်ဖို့ပြင်ပါတယ်။ဒီခါတာအေးကမန်နတပုတ်ကိုနှောက်ကနေခတ်တူတူရေရွတ်လိုက်ရမှာဒေါ်မြဝင်းနောက်ကိုလှမ်းကျသွားပါတယ်။အဲ့နောက်သူမကအန်ကိုခတ်တင်တင်ကျိန်လိုက်ပြီးတာအေးကိုမကြည့်မနဲ့နဲ့စကားဆိုပါတယ်။နင်ငါတတ်မကြည့်ဘူး။နင်ဘာလို့လဲဆိုတာငါသိတယ်။နင်တို့မိုက်ပြတဲ့နင်တို့ခံရတာငါနဲ့ဘာမှမဆိုင်ဘူး။ ငါယောက်ျားနင်တို့တတ်တာဟုတ်တယ်ငါတို့တတ်တာနင်ကုလိုမကောင်းတာကြီးလုပ်နေလို့တတ်ရတာမြောင်ဝင်းတအေးနဲ့ဆုံးပူးခံနေရတဲ့တော်မြောင်ဝင်းတို့အပြန်အလှန်ပြောနေကြတဲ့စကားကြောင့်ရွာသားအလုံးအံ့အားသင့်နေကြပါတယ်အဲ့ဒီပြင်ဆုံးမနဲ့တအေးတို့ရန်စားရှိနေကြောင်းကိုလည်းရိတ်စားမိသွားကြပါတယ်တိုင်းမဲ့ဘသူမှစကားတလုံးမဟာပဲအခြေအနေကိုသာစောင့်ကြည့်နေကြပါတယ်အိမ်နောက်ဆုံးပုကတ်ခံနေရတဲ့တော်မြဝင်းကကြောက်စရာကောင်းတဲ့အကြီးရုံးနဲ့ကြည်ရင်တာအေးကိုလက်ညှိုးငေါငေါချူကဆဲဆူပါရော တာအေးကဘလို့မှပြန်ပြီးတုတ်ပြန်ခြင်းမရှိပဲတော်မြဝင်းကအေးစစ်စစ်ပဲပြန်ပြီးတော့စိုက်ကြည့်ပါတယ်အချိန်တန်ကြာတဲ့အခါမှာတာအေးကတော်မြဝင်းကိုလက်ညှိုးငေါငေါချိုးလိုက်ပြီးခတ်ထာမကျော်ရဲလေတန်နဲ့ပြောလိုက်ပါတယ်မြဝင်းနေကငါထက်အသက်အများကြီးကြီးတယ်ဘာကြောင့်မြမဆိုင်တဲ့လူတွေဒုက္ခပေးနေရလဲပြောစမ်းဒီကောင်မကငါနဲ့နာမည်တူတယ်ပြီးတော့သူ့ယောက်ျားလည်းသူ့ကိုအလိုလိုက်တယ်အဲ့ဒါသူ့ကိစ္စလေနင်းနဲ့ဘာဆိုင်လို့တော့ငါယောက်ျားသေးပြီငါရှိမှအဖြစ်သေးပြနေတဲ့လူတွေဆိုငါမကြိုက်ဘူး တကောင်မငါရှင်မှာအဖြစ်သေးပြရလေအဲ့ဒါကြောင့်လှုပ်တာတဲလဲမနာလိုတဲ့စိတ်များပါလားကဲနေ့ုံကတခုပြောမယ်အသေးခံမလားအပြစ်မရှိတဲ့လူတွေကိုဒုက္ခမပေးဘဲနေမှာလားပြောစမ်းညဝင်းနဲ့တကြီးစကားလွင်ဘသူစကားမှကြီးမဆိုင်ဘူးဟဲ့ကြီးလေမိုက်လေကြီးမိုက်မှကြီးခင်ဗျားတရားကျုပ်အကြောင်းပြရသေးတာပေါ့တာအေးကအဲ့လိုပြောပြီးလွယ်တဲ့အစီရင်ပြုလုပ်ထားတဲ့စံနေနဲ့ဒေါ်မြဝင်းကိုပြစ်ပါလိုက်ပါတယ်စံစိတ်လေးများထီသွားတာနဲ့ဒေါ်မြဝင်းကြောင့်အသေးခိုက်မတန်အော်ဟစ်ညီးတွားလို့နေပါတယ် တာအီကတော့နာနာကျင်ကျင်အော်ဟင်းနေတယ်တော်မြဝင်းကိုကြည့်ပြီးမေးမြလိုက်ပြန်ပါတယ်။ကဲခဏနှောက်ရှောက်အောင်မလားဒါမှမဟုတ်ကြောက်စကားနာထောင်ပြီးအေးအေးဆေးဆေးပြန်ထွက်သွားမလား။မတော်ဘူး။တကယ်ကိုခေါင်းမာတယ်ဆုံးမပါလား။အဲ့တော့လေမာနေတဲ့ခေါင်းခွဲပေးရတာပေါ့။တာအီကအဲ့လိုပြောပြရနဲ့လွယ်ရည်တရဂလုံးရုပ်တစ်ခုကိုထုတ်ပြီးတော်မြဝင်းရဲ့အရှိမချထားလိုက်ပါတယ်။ဒီရုပ်ကိုမြင်လာနဲ့တော်မြဝင်းကြောက်နောက်ကိုကမန်းကရန်ဆုပ်သွားပြီ။နင့်နင်ဘာလို့မလို့လဲ။နင့်ကိုသူ့အစာအဖြစ်ကြွေးမလို့လား။ တာအေးရဲ့စကားကြောင့်ထွန်မြောင်းဝင်ကြောက်လန့်တကြားနဲ့ငါငါနေပြောတာနားထောင်မယ်အဲ့ယုတ်ပြန်သိမ်းလိုက်ညသေးကြလားသိကြတယ်နေပြောတာငါတကယ်နားထောင်မယ်ဟုတ်ပြီလေအဲ့ဒါဆိုရင်ဒီကြီးတော်ကြီးကိုကနေထွက်ဘယ်တော့မှဒုက္ခပြန်မပေးပါဘူးလို့ငါကတိပေး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 ပါတယ်ငါငါအခုလို့ဘယ်တော့မှထပ်မလုပ်တော့ဘူးသေးကြရဲနော်နောက်တစ်ခါဒီလိုကိစ္စတွေထပ်လုပ်တဲ့ကြရင်ဘမနေရဲဆိုတာစာငါသိစိတ်ချငါမလုပ်တော့ပါဘူး တော်မြောင်ဝင်းရဲ့ကိုရေဝင်းရောက်ပူကတ်နေတဲ့ဆုံးမဂရိဘေဘီရဲ့နောက်တော်မြောင်ဝင်းရဲ့ကိုကနေထွက်ခွာသွားပါတယ်။စောပူကတ်ချီကနေလွမြောက်သွားတဲ့တော်မြောင်ဝင်းကခစ်တမြတ်တတိလက်သွားပြီးတတိပြန်ရရချင်းသူမရဲ့ခင်မွန်းဖြစ်သူကိုကြည့်ပြီးအကိုညဘာဖြစ်သွားရလဲ။ညကိုစုံးဝင်ပူတာ။ညလေးနဲ့အကိုချစ်ချစ်ခင်ခင်ရှိအောင်မနာလိုတဲ့ဆုံးမလေး။အခုတော့ဟောရီယာဆရာလေးမောင်းထုတ်ပေးလိုက်တာကောင်းသွားပြီ။ဟုတ်လား။အော်ကျေးဇူးတင်လိုက်တာဆရာရဲ့။ တွဲမြဝင်းကအရွယ်နဲ့မလိုက်အောင်သူမရဲ့ခင်မုန်းနဲ့ပြောဆိုဆက်ဆံရမှာအတော်နူညံ့သိမ်းမွေ့သူဖြစ်ပါတယ်။အဲဒါကြောင့်လဲလင်းသားဆုံးပါသွားတဲ့ဆုံးကဝေးမြဝင်းကမနာလိုပြီးအခုလိုပြုလုပ်ခြင်းဖြစ်ပါတယ်။တာကြီးကတော့သူ့ကိုကျေးဇူးတင်စကားပြောနေရဲတွဲမြဝင်းနဲ့ဦးတီပါကောင်းငိတ်ပြပြီးအသိမှတ်ပြုလိုက်ပါတယ်။အဲဒီနောက်တွဲမြဝင်းရဲ့ခင်မုန်းဖြစ်သူကငွေဆက်ကူတစ်ထပ်ကိုလက်နှစ်ဖက်နဲ့ကမ်းပြီးတာအေးကိုတရုတ်တသေးပြီးလာပါတယ်။ဒီကတာအေးကဥကောက်ကိုကုပ်လိုက်ပြီး ကျုပ်ကအခကြေးငွေနဲ့လာကူတာမဟုတ်ပါဘူးပြီးတော့ဆရာတယောက်လည်းမဟုတ်ဘူးခရီးသွားရင်းနဲ့ကျုံလို့ကူညီတာကျုပ်ဒီငွေတွေကိုလက်မခံပြစေနဲ့မဟုတ်တာဆရာသမားရဲ့ဆရာသမားကဲလို့ကျုံမေးမှပြန်ကောင်းတာပါဆရာသမားသာမရှိဘူးဆိုရင်ဆရာဒီပရောကျုံမေးမှပါမလွဲလောက်ဘူးအဲ့တော့တက်နိုင်သလားကတော့လက်ခံပေးပါဗျာထပ်ပြီးတော့ငွေဟိုတော့ကျုပ်လက်မခံပြစေနဲ့အကူညီတစ်ခုပဲတောင်းချင်ပါတယ်မိုးလဲချုပ်တော့မှဆိုတော့ကျုပ်တို့ရိခီးဆက်ဖို့အချိန်မရှိဘူးဒီတညတော့တဲခုတ်ခွင်းပြုတ်ပေးမယ်ဆိုရင်တော့ငွေတော့မြူပြစေနဲ့ တာအေးအတင်းကြီးနေရကြောင့်ဒေါ်မြောင်ဝင်းရဲ့ခင်မွန်းဖြစ်သူလည်းလက်လျှော့လိုက်ပြီးသူ့ရဲ့အင်ဂျီပေါ်မှာတာအေးရူကိုလူလူလတ်လတ်လက်ခံလိုက်ပါတယ်။ဆရာသမားရဲ့ဒီလောက်ကလေးများဗျာစိတ်ချတရက်မဟုတ်ဆရာသမားနေချင်တဲ့လောက်နေလို့ရတယ်။ကြောက်ကြောက်တယ်မဟုတ်ဘူးအဖေါ်နှစ်ယောက်လည်းပါသေးတယ်။နှစ်ယောက်မကောက်အယောက်20ဆိုလဲတင်မတော့အေးစေးဒီလိုနဲ့တာအေးနဲ့ထွေးမွန်းတို့ညီမနှစ်ယောက်တို့ကဦးတင်မဒေါ်မြောင်ဝင်းတို့ရဲ့နေအိမ်မှာတဲကုန်လိုက်ကြပါတယ်။ကိုတိုင်အေရှင်ကလည်းသဘောကောင်းလိုက်တာနော် ဟုတ်တယ်ကိုသားကြီးမလေးပြောတာမှန်တယ်ကြည့်ပါဦးစားစရာတောက်စရာအများကြီးပဲထွေးမော်နိုညီမမြောက်ကအင်ကြီးပေါ်မှာရှိရဲစပွဲဝိုင်းကြီးပေါ်မှာတင်ထားတဲ့အမျိုးစုံလာတဲ့ဟင်းလျာတွေကိုကြည့်ရင်တာအေးကိုစကားဆူလိုက်ခြင်းဖြစ်ပါတယ်တာအေးကတော့ဦးကောက်ညှိပြလိုက်ပြီးအခုတော့သူတို့ရှင်သူ့တို့အားနာနေမှာဆိုလို့ရဲအိမ်အောက်မှာဆင်းပေးနေလေရဲ့စိတ်နာတော့ကောက်နေပြရှေ့ကသူ့မိမကိုကဲထားတာဟုတ်ဒါနဲ့နေပါဦးအင်ရှင်ကြီးတော်ကြီးဝင်ပူတဲ့မိမရှင်နဲ့တည့်ရလား သိသိရပါဗျာခမရတို့လည်းပြောပြပါသေးတယ်လောင်းရောက်ဘုံကြီးကြောင့်မှနေတဲ့လင်မယားမြောက်ဆိုတာလေอืมသိရဲ့အခုကမောင်ကောင်းရဲ့မိန်းမလေးဗျာအမခင်မေးတက်လိုက်တယ်မောင်ကောင်းရဲ့မိန်းမကျွန်တော်ထင်ပါတယ်ရှင့်အမြင်ကလေးကဟိုကတတ်ချင်နေရဲ့ပုံကျောင်းမေသာပြောတာနော်သူကြည့်ဟာရှင့်ကိုကျင့်နေသေးပုံမပေါ့သူ့ကိုမဟုတ်လို့ဒါရှင့်ပြောစကားနားထောင်လိုက်တဲ့ပုံပဲထွေးမော်အဲ့လိုပြောတဲ့အခါအမဖြစ်သူမွန်ထွေးကဥကောက်ညိပြလိုက်ပြီးကိုတာရဲ့စုံနိုင်ကလေးအစီရင်ကြောက်တာနေမှာ မှန်တိုင်းပြောရင်ကျမတို့လည်းအဲ့အယောကိုတေလာအောင်ကြောက်တယ်။အခုလိုလူတယောက်ပူးနေတဲ့အချိန်မှာပိုကြောက်ရတယ်။ဘာလို့လဲဆိုတော့ तू ကနန်းတွေဖန်ဆားတာလေ။တာအေးကထွေးမွန်နုံညီမညာရဲ့ပြောစကားတွေနားထောင်ပြီးရတော့ तू မတို့ပြောတာကဟုတ်မှန်းကြောင်းဥကောက်ညိပ်ပြီးထောက်ခံလိုက်ပါတယ်။ခင်ဗျားတို့ပြောတာမှန်တယ်။ညာဝင်းကအပြင်မှာကျုပ်ကိုတွေ့ဒုက္ခပေးအောင်မှာပဲ။ကျုပ်ထင်တော့ဒီရောအနီးနားမှာသူရှိုံမဲ့ထင်မှာ။ကိုသားကြီးသူ့ကိုနိုင်ပါတယ်။နိုင်တာတော့သိပါရဲ့ဗျ။ဒါပေမဲ့ကျုပ်သူ့ကိုမနှိမ့်ဆက်ချင်ဘူး။ တက်နိုင်သမျှတော့ရှောင်ကွက်ရမှာပဲသူလည်းသူ့ယောက်ျားကိုဆုံးရှုံးထားရမှာလားအဲ့ဒါကလည်းသူတို့မိုက်လို့ဖြစ်တာလေတနာကြမလို့ပါဘူးအဲ့ဒါတော့အဲ့ဒါပေါ့ဗျာကဲကဲသူတို့ထမင်းစားပြီးစောစောအိပ်ရာဝင်ကြတာပေါ့ပြီးရင်မနေ့စောစောထိုင် ခီးဆက်ကြတာပေါ့ကျုပ်ထင်နောက်နှစ်ရက်လောက်ဆိုရောက်လောက်ပါပြီအခုရမယ်ရွာရီကတိတ်ပြီးမရှိတော့ဘူးလေသူတို့စကားပြောခြင်းကိုအဆုံးသတ်လိုက်ပြီးရင်တော့ညစာသုံးဆောင်လိုက်ကြပါရစသောက်ပြီးတဲ့အချိန်မှာတော့ ်အရှင်ဥတ္တမောင်တို့လင်များနဲ့အတူဥတီပါတို့ရောက်ရှိလာပါတယ်ဥတီပါကခွဲတောင်းတလုံးတည်ဆောင်လာတာတွေ့လိုက်ရပါတယ်ဥတီပါကတာအီအနာရောက်တာနဲ့ခွဲတောင်းတာအီရဲ့နှပေးမှာချလိုက်ပြီးမောင်ရင်တို့မနဲ့အစော်ကြီးခီးဆက်မယ်ပြောလို့ညာရင်းကျင်လာခဲ့တာဒါကလန်ခီးမှာစားဖို့ဆက်သားကြောင့်နဲ့ကြီးသားကြောင့်တွေပြီးတော့ထဲအချောက်တွေပါပါတယ်တောင်းလိုက်တဲ့ရောက်မှခိုင်တော့ဟောရီမှာလွှဲအေးရှိတယ်မောင်ရင်ဘယ်ဟာနဲ့တည်မလဲအာနာဆရာကြီးဆရာကြီးဟာဟာဘာလို့အာနာမှာလဲမောင်ရင်ကဦးကြီးရဲ့ကျေးဇူးရှင်ပဲညင်လို့တော့မရဘူးနော် အဲ့ဆိုလဲယူတာပေါ့ဗျာလွယ်အိတ်နဲ့ပဲယူသွားမယ်ဗျာနော်ဥတီပါကသူယူလာတဲ့အစာတောက်တွေကိုလွယ်အိတ်ကြီးရဲ့ကိုထည့်ပေးလိုက်ပါတယ်ဥတီပါအဲ့လိုပစ္စည်းထည့်သူပြီးနောက်ကြည့်ပြီးဒေါ်မြောင်ဝင်းတယောက်မှဖြင့်မကြည့်မနှက်ဖြစ်လို့နေပါတယ်ဆရာဥတီပါဆရာပေးရတယ်အများကြီးပဲကျွတ်တုပြင်ဆင်ထားရည်လည်းရှိသေးတယ်မမြင်ဝင်ရလေဗျာခမရောကကျွမ်းဝေးပြီးပြီကျုပ်လည်းလက်ဆောင်ပေးချင်တာပေါ့ဒီခါထွေးမုံကဒေါ်မြောင်ဝင်းကိုကြည်ကားပြုံးပြီးစကားဆိုလိုက်ပါတယ်ကြည့်ရတယ်ကျမတို့က3ရောက်တောင်မှသူမနိုင်ကျမတို့တည်ပြီးလို့ရတာပဲဟာ ဘာလဲကြီးတော်ကကျမတို့မသေးစေချင်လို့လားဟုတ်ပါဦးဒီမကြီးရဲ့ဒါနဲ့ဟုတ်တာပဲနောက်နောက်တောင်ပါသေးရဆိုတော့ထတ်တိုးလိုက်အောင်မယ်ဒီလိုနဲ့တာအေးကစေနာကောင်းတဲ့ဥတီပါနဲ့တော်မြောင်ရင်းတို့လင်မြောင်ကြီးကပြုံးနေပါတယ်နင်းကျက်တော်နဲ့အတန်နဲ့တူရွာဦးကျောင်းမအုံမခောက်တန်းကလည်းတဆက်သေးစုတလို့ပေါ်ထွက်လာပါတယ်ဒီချိန်မှာတော့အုတ်ဆန်းဆန်းရှိနေတဲ့ရွာလေးထဲမှာလူသုံးယောက်ထွက်လာတာတွေ့လိုက်ရပါတယ်သူတို့ကကောင်းငင်ကပြောက်ွယ်မသွားသေးတဲ့လှရဲ့ရောင်ကိုမိခိုးပြီးလမ်းလျှောက်နေကြပါရဲ့ ူတို့မှာအခြားသူတွေမဟုတ်တာအေးတို့ဖြစ်ပါတယ်။တာအေးကလွေအိတ်နှလုံးလွေထားတယ်လို့ထွေးမုံကတော့ပလိုင်းုံလွေထားပါတယ်။အဲ့ဒီပလိုင်းကမြဝင်းထည့်ပြီးလိုက်တဲ့စားစရာတွေထည့်ထားတဲ့ပလိုင်းဖြစ်ပါတယ်။မွန်ထွေးကလည်းလွေအိတ်တစ်လုံးလွေထားပါသေးတယ်။ဒီလိုလမ်းလျှောက်နေရင်ထွေးမုံကစတင်စကားဆိုပါတယ်။ကိုတိုင်းနဲ့အမအေးစားစရာအတွက်ကိုတော့မပူရတော့ဘူးသူတို့ပေးလိုက်လို့ဒါတော်ရော်တယ်နောက်ဆိုရွာရီမရှိတော့ဘူးမလားဟုတ်တယ်ထွေးမွန်ကျုပ်တို့တော့တော်တော်ဟန်ကြသွားပြီအခုကစားပြီးရွာရီမရှိတော့ဘူးတော်ရီတောင်းနေဘယ်ဖြတ်ရတော့မှာ ရှင်ရတပတ်အံရွာမရောက်ဘူးပဲနဲ့တပတ်အံရွာဘလို့လုပ်ပြီးသိနေလဲအမခင်မေပြောလို့ပေါ့ကျုပ်အံ့ဩနေတာကြားစိုးရွာရဲ့အရှင်မသူ့အစွမ်းနဲ့ဆိုရှင့်ကိုခေါ်ပြီးတပတ်အံရွာအချိန်ကနာလေးတွင်အရောက်သွားနိုင်ပါလျက်သားနဲ့ဘာဖြစ်လို့များပင်မခံပြီးလမ်းလျှောက်နေရလဲမသိဘူး ထွေးမော်ရဲ့စကားကြောင့်တာအီယာအဲ့အဖြစ်ကိုစဉ်းစားမိသွားပါတယ်ဒီလိုဆိုရင်အမခင်မရမြရဖန်ထားတဲ့ main ကလေးတွေကိုကဲတင်ခြင်းထက်သူနဲ့အတူသွားလာကြတာကြောင့်အဲ့လိုပြုမှုချင်းဖြစ်ပါလိမ့်မယ် main ကလေးတွေကသူတို့တွေချစ်ခင်နှစ်သက်တယ်ဆိုရင်အကောင်းဆုံးကိုမခွဲကြနိုင်တော့ပါဘူးခင်မေလိုမျိုးလွန်စွာအသက်ကြီးပြီးလောကအတွေ့အကြုံများစွာရှိတဲ့သူတော်မှာအတွေ့မှနိုင်တဲ့အတွက်တခြားသောမိန်းကလေးများဖို့စုပွဲရမှရှိပါဘူး။တစက်ထဲမှာပဲတာအေးအားသူ့အကြောင်းသူပြန်ပြီးစဉ်းစားမိပါရဲ့။ သူကဘယ်မိန်ကလေးကိုမှမယုံမသားစိတ်မဖြစ်မိပါဘူး။သူ့ရဲ့ရှင်ထဲမှာငငယ်အပေါင်းအသင်းများနဲ့တူပိုးပန်းခဲ့တဲ့ရေဦးစင်ရွာသူမြလီကသာသူ့ရဲ့ရှင်ထဲမှာရှိပါတယ်။ဒါပေမဲ့သူနဲ့ကြုံဆုံခဲ့ရတဲ့မိန်ကလေးများတိုင်းလူလူမှာသူ့ကိုတန်ရောစင်တွေ့နေရကိုသတိထားမိပါတယ်။သူရဲ့စိတ်ထဲမှာတော့လက်ဦးစရာလေးဖြစ်တငယ်ချင်းလေးဖြစ်သူဘိုးထင်စီရင်ပေးတဲ့အစီအရင်များအစွမ်းပြနေရောသလားဒါမှမဟုတ်ကိုကာယတောင်တန်ကြံ့ခိုင်ပြီးအသားညိုရာကိုမိန်းကလေးများကကြိုက်နေသီလားအတတ်မသိပါဘူးဒီလိုအတွေးများစွာနဲ့လမ်းလျှောက်နေတဲ့ချိန်မှာတော့ ကိုသားအေးကိုသားအေးကျုပ်မကြိုက်ဘူးနော်တာအေးတယောက်အတွေးရုံးနဲ့ရောထွေသွားတဲ့အတွက်အဲ့လိုပြောလိုက်မိခြင်းဖြစ်ပါတယ်သူ့ကိုခေါ်နေရမွှထွေရလဲဘာစကားဆက်ပြောမှမသိတော့ပဲရှက်သွေးဖြာကခေါင်းကိုငုတ်ထားပါတယ်အဲ့ဒီချိန်အကြောင်းထွေမုံကတာအေးကိုမကြည့်မနေနဲ့စကားဆိုပါတယ်ကိုသားအေးရှင်မပြောတာလဲစမမကရှင်မပြောလိုက်တာလဲလွဲသွားတာပါကျုပ်စိတ်ထဲမှာမမွထွေကကျုပ်ကိုကောင်းကျင်းမောင်းကြွေးနေတာအဲ့ဒါကျုပ်ကကောင်းကျင်းမောင်းမကြိုက်ဘူးလို့ပြောနေတာအဲ့လိုတွင်နေကိုသူကခေါ်လိုက်တော့ရောင်းသွားတာ တာအေးရအခြေအနေမကောင်းမဲ့တရားကြောင့်အဲ့လိုညလိုက်ရခြင်းဖြစ်ပါတယ်။အဲ့ခါမှသာထွေးမော်တယောက်ကျဉ်နေသွားပြီ။ရှေ့ကကျမအမောင်ရောင်တွေးနေရပေါ့။ဟွန်းဟွန်းထွေးမော်ဒီဘာကြီးလျှောက်ပြောနေလဲ။အမရှက်မနေနဲ့အမလည်းကိုသားကြီးကြောင့်တွေးနေတာကျမမသိအောင်မှတ်လို့။နင်းနော်ပြောလေကဲလေ။တာအေးမသိမသာတပြင်းချလိုက်မိပါတယ်။မွန်ထွေးကတော့သူညမတာအေးနဲ့စာနောင်နေရာကိုသဘောကျနေပုံပေါ်ပါတယ်။တာအေးအလျှောက်ကောင်းလို့အထောင်းတတသွားပြီမဲ့အလျှောက်အကောင်းလုံးပြီးရေးစားရခဲ့ရှိလို့နေရပါ။ တအေးဘလို့စကားမှမပြောတော့ဘဲလမ်းကိုသာရှောင်နေလိုက်ပါတယ်။အဲ့ဒီချိန်သူတို့ရဲ့ရှစ်တက်တဲမှာခန္ဓာကိုယ်တစ်ခုလုံးမိရီတောက်လောင်နေတဲ့အမျိုးသမီးတယောက်ကိုတွေ့လိုက်ရပါတယ်။တအေးကအဲ့အမျိုးသမီးကိုတေးချာကြည့်လိုက်ပြီးရဲ့နောက်သူ့ရဲ့နောက်မှာရှိနေတဲ့ထွေးမွန်တို့ညီမညာကိုလည်းကတတိပေးလိုက်ပါတယ်။မမထွေးရှေ့ရမေးမှာကြုတ်တယ်ကြုတ်ရံသူမျောဝင်းဖြစ်လိမ့်မယ်တတိထားပါနော်။ဟုတ်ကဲ့တအေးကသူ့ရဲ့နောက်ကမွန်ထွေးရဲ့အမိကိုဥတီပြီးပြောမိသွားပါတယ်။ဒီကထွေးမွန်ကကျဉ်နှက်စွာပြောင်းလိုက်ပြီး အမလေးတိတားလိုက်တာနော်အငယ်ကိုတတိမပေးပဲအကြီးကိုပဲတတိပေးတယ်အဲလိုမဟုတ်ဘူးတိပါတယ်ရှင်းပြမနေပါနဲ့တာအေးဘာစကားမှထမပြောနိုင်တော့ပဲသူတို့နဲ့မျက်နှာချင်းဆိုင်လမ်းမှာရက်တက်နေရဲ့တကယ်မီးလုံးနေနဲ့တောက်လောင်နေတဲ့မိမနဲ့မလှမ်းမကန်စီတွားလိုက်ကြပါတယ်သူတို့ရောက်တာနဲ့အိမ်မိမကတာအေးကိုလက်ညှိုးထိုးလာကခတ်ထံမှာကြော်ရဲလေးတန်းနဲ့စကားဆိုပါတယ်ကောင်းလေးအချိန်နေမပေးလို့သာငါမှန်ကိုရှော့လိုက်ရတာနင်နိုင်ပြီလို့ထင်နေရလားညာဝင်း နင်မိုက်ပြီးရင်မိုက်နေတော့မှာလားနင်တို့ရွာတကြီးအောင်အမတ်ခင်မျိုးရှုံလို့ရွာကိုပြန်သွားပြီနင်ဘာလုပ်နေရလဲတပတ်အိုင်ပြန်မျိုးအေးလူလူနေပါတော့လားထိတ်ဆန်းဝါယောက်ကြောက်တတ်တာနင်အဲ့တော့နင်ကိုတတ်ပြီးမှပဲအေးအေးဆေးဆေးနေနိုင်မယ်ခင်ဗျားဟာမဟုတ်သေးပါဘူးတကယ်တော့ခင်ဗျားကြောက်နေရပဲနင်ဘာပြောလိုက်တယ်ညောင်ဝဲဆိုရဲငါဘာကိုမှမကြောက်ဘူးအေးနင်ငါ့ကိုနိုင်မယ်ထဲလို့တတ်သိရရှိနေလားတကယ်ဆိုနင်ယောက်ျားကိုတတ်တာအမတ်ခင်မလေသူ့လက်စားသွားချေရမှာမလား နင်တို့ငါ့ကိုရံမှုလို့အမခင်မြငါ့အောင်ကဲပေးရသေးတယ်။နင်ကြောက်လို့အခုလိုလုံနေရမလား။ဘာလဲ။ငါပြောတာမှန်နေလို့မလား။နင်ကငါကြောက်ဆုံးတဲ့ခေါင်းမေးကိုတကယ်ကိုအဖြစ်မရှိဘူး။တကယ်တတ်တဲ့သူတော့ပြန်ပြီးလက်စားမချည်ဘူး။အဲ့နေရကာယကာယပါလာတဲ့ငါ့ကိုတတ်မဲ့တကယ်ကဲလုံနေတာ။ကြွမနိုင်ကြည်မီးနဲ့ရှို့ဆိုတော့နင်လိုလူပဲ။ဒါအေးကညဝင်းမခံချင်အောင်ပြောလိုက်ခြင်းဖြစ်ပါတယ်။ဒီကညဝင်းကအချိန်တော်ကြာရစ်ထိစဉ်းစားနေပြီးဥကောက်ညှိပြီးတော့"နင်ပြောတာမှန်တယ်။ခင်မေကငါ့ရောက်ကြောက်တတ်တာ ဟုတ်တယ်လေခမရအမြင်မှန်သွားပြီပဲဟုတ်တယ်ခင်မရငါ့ကိုကြောက်တတ်တာဒါပေမဲ့နင်းကြောင့်ခင်မပါလာလေညောင်ဝင်းကအဲ့လိုပြောပြီးရဲ့နောက်ตาအေးစီလက်ကိုစံတန်လိုက်တဲ့အခါမိတော့တွေကตาအေးစီတချိန်ထိုးပြေးဝင်လာပါတယ်ညောင်ဝင်းရုတ်တရက်တိုက်ခိုက်လာတော့မို့ตาအေးကမန်းကရန်းခုန်လာပြီးရှောင်လိုက်ရပါတယ်မိတော့တွေကသူ့နဲ့ပုတ်ကာတီကလေးလွဲသွားပါတယ်ထရမွန်တို့နှစ်ယောက်လည်းနောက်ကိုဆုတ်လိုက်ရင်တအေးကိုစိုးရင်တကြီးနဲ့သတိပေးစကားဆိုကြပါရစေ။ကိုသားရဲ့သတိထားအကောင်မအသေးတိုက်နာကျမတို့တိုက်လိုက်မယ်။ နေနေစကိစာခမောင်းညောင်ဝင်မပါနဲ့ကိုတာကြီးဖြစ်ပါမလားအဲ့မိမပညာမြင့်နေနော်တာအေးပါဗျကြောက်စိုးရောင်မာနေတဲ့တာအေးဒီဆုံးတကောင်လောက်ကတော့ဘာရှင်ဘာဆုံးတကောင်ဟုတ်လားမားလို့ဆုံးတယောက်လောက်ကတော့အပြော့ပါအဲ့နောက်တာအေးကသူ့ရဲ့လွယ်အတွင်ကိုလက်နှိုင်းလိုက်ပြီးနောက်ထပ်သူကိုတိုက်ခိုက်အပြင်းနေတဲ့ညောင်ဝင်ကြီးကအတန်ခတ်ကျဲကျဲနဲ့စကားဆိုလိုက်ပါတယ်ညောင်ဝင်နေရက်တော်နော်နေအမေလောက်ရှိရငါနင်လို့ပြောနေမသားလေးနေသေးစေရမယ်နေရောလေးလေးစားစားပြောဆိုဖို့တန်တယ်လို့ထင်နေလား ေးညဝင်းအကြောင်းသိစေရမယ်။သိပါရယ်သိပါရယ်။နေ့ကခက်ညံ့ညံ့ဆုံးဦးမာကြီးဆိုတာ။ဒီမသားကောင်နဲ့တေရောတေစေရမယ်။ဒါအေးကညဝင်းမခံကြအောင်ပြောဆိုနေချင်တာဖြစ်ပါရယ်။သူအဲ့လိုမျိုးပြောလိညဝင်းရဲ့တိုက်ခိုက်မှုတွေကရက်ဆက်လေးဖြစ်ပါရယ်။တိုင်မဲ့သူမရဲ့မိနဲ့တိုက်ခိုက်မှုတွေကတာအေးကိုထိခိုက်ခြင်းမရှိပါဘူးဒီလိုအဝေးရနေတိုက်ခိုက်လို့မရတာနဲ့မြဝင်းကတာအေးကိုဆူဆိုက်ကြည့်ကလက်တစ်ဖက်ကိုစန်တန်းပြီးလင်မြန်တဲ့အချိန်နဲ့တာအေးရဲ့လေပင်ကိုညှစ်ဖို့အတွက်ပြေးဝင်လို့လာပါတယ် ဒါပေမဲ့တာအီအနာကိုရောက်လာတဲ့အခါမှာရုပ်ကြီးဆိုသလိုပေါ်လာတဲ့တိုင်နှတိုးတစ်ခေါင်မြောင်ဝင်းကိုပြေးပြီးတော့ဝေးပါတယ်မထက်မထားတဲ့ခြေနေမှုမြောင်ဝင်းတယောက်ရှောင်ချင်မရတော့ပဲတိုင်နှတိုးရဲ့ပြင်းထန်တဲ့ဝေးချက်ကိုမိကမြေပြင်မှာလေးကြလို့တော်ပါတယ်သူမချက်ချင်းပြန်ထားမယ်ပြင်မိမဲ့လေမျက်လုံးများနီးရပြီးရန်လုံနေတဲ့တိုင်နှတိုးကခွာများရန်နေပြီးနောက်တစ်ကြိမ်တိုက်ခိုက်ပွဲရအတွက်အဆောင်ဆိုင်လို့နေပါတယ်မြောင်ဝင်းရဲ့ကိုကလောင်မြိုက်နေတဲ့မြူတွေကလည်းအရှိန်ရော့သွားပြီးဖြစ်ပါတယ် ဒီအချိန်နဲ့ရောက်နေတဲ့အချိန်အာမလျှော့သေးတဲ့ညာဝင်းကသူ့ရဲ့လက်ကမီရိုနဲ့တိုက်နွားကြီးကိုတိုက်ခိုင်းလိုက်ပါတယ်။သူမရဲ့တိုက်ခိုင်းမှုကြောင့်တိုက်နှသူကြီးရဲ့တကူလုံးမိများဆွဲလောင်လို့သွားပါတယ်။ဒီကညာဝင်းကအောင်းနိုင်သူတယောက်နဲ့ဟားတိုက်ရှင်မလိုက်ကချက်ချင်းဆိုတယ်လို့မတက်ထားရလိုက်ပြီးတာအေးကိုလှမ်းပြီးစကားဆိုပါတယ်။ကောင်လေးနင့်အကောင်တော့ပြပွားရောက်တော့မယ်။လှမ်းလိုက်စမ်းပါဦးနောက်ထပ်အကောင်လေး။ညာဝင်းညာဝင်းနင့်နစ်ကုန်နေတိတ်ထင်ကြီးရပဲ။တိုက်တော့ဘလို့လို့သိမရော။ ။တာအေးရဲ့စကားကြောင့်မြဝင်းကသူ့မိရှို့ထားတဲ့တိုင်နွားကြီးကိုကြည့်လိုက်ပါတယ်။တိုင်နွားကြီးကတကူလုံးမိဟုံးတောက်လောင်နေရဲ့ကြာခွာများရက်လိုက်မြေပြင်အားကျုံနဲ့သွေးလိုက်ပြုတ်လုံနေရပါမိစားမိနာတွေကလည်းလွင့်ဆင်လုံးနေပြီးငကုတ်ချက်ပိုလို့တော့မှကြောက်စရာကောင်းနေရပါအဲအကြောင်သူမဘယ်လိုမျိုးဆက်လုပ်ရမလဲဆိုတာစဉ်းစားနေတဲ့ချိန်ဒေါသမန်ဟုံအပြင်နဲ့မိလောင်နေတဲ့တိုင်နှသူကြီးရဲ့နောက်တစ်ချိန်ဝေချင်ခံလိုက်ရပြီးမြေပြင်မို့ပြန်ပြီးလဲကျသွားပါတယ် အခုဒီချိန်မှာတော့မြဝင်းရဲ့ကိုကမိတော့တည်းရှိမနေတော့ပဲအားရင်ကုန်ခန့်နေရဲ့လူမမာရုံနေပင်ဖြစ်နေရပါသို့တော်လေသူမကအန်အိုတင်းတင်းကျိလိုက်ပြီးတိုင်နွားကြီးနောက်တစ်ကျိန်ဝေမအောင်ဆောင်းဆိုင်နေတဲ့ချိန်တာအေးရဲ့တောက်တစ်ချက်ခောက်တန်းတဲ့တူတိုင်နွားကြီးမှာချက်ချင်းဆိုသလိုအယုတ်တယုတ်ဖြစ်တဖြည်းဖြည်းပြောင်းလဲသွားပါတယ်။ဒီခါတာအေးကအေးရုပ်လေးကိုကောက်ယူလိုက်ပြီးရဲ့နောက်လေနဲ့အယုတ်ကိုမှုတ်ကဖုံများကိုတန်ဆင်စီလိုက်ပြီးသူ့လွယ်ထားတဲ့လွယ်ရည်ထဲကိုထည့်လိုက်ပါတယ်။အဲဒီနောက်တာအေးကမြေပြင်မှာလဲကျနေတဲ့မြောင်းဝင်းကိုကြည့်ကစကားဆိုလိုက်ပါတယ်။ ကဲညဝင်နေ့တော့ညဝင်လို့ခေါ်ခြင်းနေနောက်တော့ကောင်းကောင်းမွန်မွန်နေပါနေ့ယောက်ျားမကောင်းတရားတာကြုံကြောင်လည်းမဟုတ်ဘူးအမခင်မေကြောင်လည်းမဟုတ်ဘူးလူယုံမှညရကြောင်ပဲသူတို့တပတ်အိုင်ကိုပညာတဲ့မိန်းကလေးတွေဖမ်းမလာဘူးဆိုအားလုံးလည်းလိုက်လာစားကြောင်မရှိဘူးတပတ်အိုင်တကြီးလည်းနင်တို့လင်မြောက်လှက်လိုက်စားကြောင်မရှိဘူးအရင်စင်နင်ဒေါသဖြစ်ရမှာညရပဲနင်လည်းကဝေတယောက်ပဲညရနင်တို့လောကသားတွေဖမ်းထားတာနော်နေ့မှသမီးရှိမယ်ဆိုကိုစင်းစားနိုင်တယ်မယ်ဖြစ်တယ်အားလုံးသွားတော့မယ်နင်လည်းထပ်ပြီးတော့နှောက်ရတော့လို့ငါမျှော်လင့်တယ် တာအေးအဲ့လိုပြောပြရနဲ့ထွေးမွန်တို့ညီမညအနာကိုတားလိုက်ပါတယ်။သူရောက်လာတာနဲ့ညီမညအကြီးမဖြစ်တဲ့မွန်ထွေးဟာစိုးရိမ်နေတဲ့မျက်နှာနဲ့တာအေးကိုကြည့်လိုက်ပြီးကိုတားကြီးဘာဖြစ်သွားသေးလဲ။ဘာမှဖြစ်ပါဘူး။လာပြကျုပ်တို့ခီးဆက်ကြအောင်။အင်းအင်း။လော်ရီတလုံးကျမကိုပေးလေကျမကူတဲပေးမယ်။ရရရမမွန်ထွေး။စကားသွက်နေတဲ့အမဖြစ်သူကိုထွေးမွန်ကမျက်စောင်းထိုးကြည့်လိုက်ပြီးအမနော်တော်တော်စကားများနေ။ငါအစိတ်ပူလို့ပြောတာ။ညဘာဖြစ်နေလဲ။အခုတော့အမကျမကိုပြန်ခံပြောနေပြီပေါ့။ ကျွန်မပြောပြမယ်နော်။ तू ကမြရာဖန်းတာခံထားရတဲ့ကောင်မလေးတွေတအားခဲ့ခြင်းများ။အဲ့ဒီမှာသူကြီးစားပါလို့တယ်။တော့ကြအမခံစားနေရမှာဆိုလို့။ထွေးမွန်ရစကားကြောင့်မွန်ထွေးတယောက်တွေ့ဝေးသွားရပါတယ်။အဲ့နောက်သူမကဘာစကားမှမပြောတော့ဘဲရှေ့ရသွားနေနေပြီဖြစ်တဲ့တာအေးရဲ့နောက်ကိုသာလိုက်သွားလိုက်ပါတယ်။ထွေးမွန်ကလည်းအမဖြစ်သူကြီးကခေါက်ခါရံပြီးနောက်ကလိုက်ပါသွားပါတယ်။သူတို့တော့ရောညဝင်းကိုကြော်သွားတဲ့ချိန်ညဝင်းကအသက်ခက်ကြင်နေတဲ့တာအေးကိုစကားဆိုလိုက်ပါတယ်။ကောင်လေးနင်တို့တပတ်အံရွာသွားမှာမလား။ဟုတ်တယ် နင်တို့တပတ်အရောက်သွားလဲမြရာတွေ့မှာမဟုတ်ဘာလို့လဲနင်တို့ကတစေကူမှာမြရာဖန်တာရဲ့ကောင်မလေးတွေကိုကဲမှာမလားဟုတ်တယ်သူတို့အဲ့မှာမရှိတော့ဘူးမြရာဘယ်နေရာပို့လိုက်မှမသိဘူးဘာခမပြောတာတကယ်လားနေယုံနာမြုံနာကယူမဆိုင်ဘူးမြရာရောရွာမှာရှိလားရွာတကြီးကငါ့ကိုရောမြရာကွာရွာနေနှင်းထုတ်ထားတယ်အခုချိန်နင်တပတ်အရင်သွားလဲနင်ရန်သူကိုတွေ့မှာမဟုတ်ဘူးအဆိုအကောင်ဘာမှလဲမပူနဲ့ညရာနေကိုလာရှာလိုက်မယ်။ဒါပေမဲ့အခုတော့မဟုတ်ဘူး။သူ့ကျင့်စဉ်အောင်နေနေပေါ့။အခုကတော့နောက်ထပ်ကိုဝေပြိုမာလေးတွေရှာနေလောက်ပြီ။ မြောင်ဝင်းကအဲ့လိုပြောပြရနဲ့လဲကြနေရတယ်မတက်ထားရပြီးလင်းတာငတ်ကြီးတကောက်အတင်ပြန်လဲပြီးထွက်ခွာသွားပါတယ်ဒီခါမှာအနေငယ်တွေ့ဝေနေတဲ့တာအေးကိုထွေးမွန်စကားဆိုလိုက်ပါတယ်ကုတိုင်းရှင်းပါရေးစဉ်းစားညာလေကျမတို့တပတ်အန်ရာလာခဲ့တာကြပြီနော်ရောက်ခါနီမှာသူ့စကားစာမသွားဘဲနေတော့မလို့လားဟုတ်ပါဘူးကျုပ်သွားမှာပါတကယ်လို့သူပြောတာမှန်နေဘလို့ဆက်လို့ရမလဲတွေးနေအဲ့တော့လေရှင်ရဲ့ပုံးနေတဲ့ကြောက်လိုက်ရှာရမှာပေါ့သူ့အားရင်ဖြစ်ဘူးအချိန်ပေးလို့မဖြစ်ဘူးလေထွေးမွန်ပြောတာမှန်တယ် ကဲအခုတော့ကျုပ်တို့တပတ်အံ့ရွာပဲသွားကြပါဗျာဒီလိုနဲ့တာအေးနဲ့ထွေးမွန်တို့ညီမအာယုတက်တဲ့ချိန်နေလုံးနေဒီစတင်ထွက်ပေါ်လာရအရက်ကိုကြောက်ခိုင်းပြီးအနောက်ရက်ရှိတစ်ပင်တတော်များစီကိုဥတီလိုက်ကြပါရယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တက်ဆက်ပြီးသွားတဲ့ဇလံလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါရယ်နောက်ရက်ဒီမလေးကြန့်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစဉ်စားမပြတ်တက်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်ညာနားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော် နားဆင်ပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်